အလုံးမမင်္ဂလာပါကျောင်းမဲလက်စမီရှိကိုကျမနဲ့တို့သွားရအောင်နေရာလေးကျမပြီးရတယ်ဘုံကြီးကျောင်းအမိကတော့ what pine ngun လို့ခေါ်ပါတယ် pine ngun ဆိုတာကျမတို့အငွေရောင်ရှိတဲ့ဝါငွေငွေရောင်ရှိတဲ့ဝါအဲ့လိုအတိတ်ပဲရတာပေါ့နော် pine ဆိုတာဒီမှာ my pine ကိုပြောတာပေါ့ ပြီးတော့ငွန်ဆိုတာကဒီမှာကတော့တော့ငွေကိုပြောတာပေါ့နော်ဒီနေ့ကျမနဲ့တူသွားတာကတော့ညီမလေးမမိုးဖြစ်ပါတယ်ကျမတို့သွားပြီးတော့ဒီမှာဆူတောင်းရင်ဆူတောင်းပြည့်တဲ့ဆိုတော့ပထမအမှုဆုံးဖခင်ကိုဦးတိုက်ပါတယ်ရှင်ကျမအဲ့ဒီဘုံကြီးတောင်းနေမှာကထုတ်ပြီးတော့ဖခင်ကိုပထမဆုံးဦးတိုက်တယ်ကျမသွားတဲ့ရက်က Friday ဖြစ်နေတယ်ဒါကြောင့်မလို့အတင်းရွယ်ဇေရန်နဲ့တွေ့ခဲ့ပါတယ်အမတို့ကိုတို့ညီမလေးတို့မောင်လေးတို့သွားကြတယ်ဆိုရင်တော့ Friday က ်တင့်တော်မယ်လို့ယူဆရရှင်အရွက်တွေပေါလိုက်တော့အများကြီးပဲအတင်းရွက်တွေကလည်းပေါလိုက်တာတအားပဲရှင်ဒါကတော့အဝင်ဝါလေးပါဖနှက်ချောရပါတယ်အတွင်းကိုဝင်သွားတဲ့ခါမှာအဲမြန်မာတချို့လည်းကျမတွေ့ပါတယ်ဟွန်းကျမတွေကတော့အတော်လမ်းပါတယ်ရှင်ပြီးရင်ဒီမှာအဲအရှိကဘလူးအတွက်ကတော့အနီရောအမဲရောကိုအစင်မြဲဟာကိုဝယ်ပြီးတော့ဝိုင်းနိုင်နေရှင်တဲအပေါ်က ဒီကျမတို့မြန်မာခေါ်တော့လက်ချမီပေါ့နော်ကြောက်မဲ့လက်ချမီပေါ့ဒါပေမဲ့ထိုင်းနေကတော့လက်စမီလို့ခေါ်တယ်ထိုင်းနိုင်ငံရဲ့အနေထားကခုနေအရင်ငူပူနေတဲ့အနေထားလေးဖြစ်ပါလိမ့်ရှင်အမန်တကယ်ကကျမကဒီနေ့ကပစ္စည်းတော့ပို့တာပစ္စည်းတော့ပို့ရင်လည်းကျုံနာနဲ့ကျမဒီဘက်ကိုသူနဲ့တွားခြင်းဖြစ်ပါလိမ့်ရှင်မြန်မာတွေအများကြီးတွေ့ပါတယ် ပထမအဦးဆုံးလုပ်ရမယ့်အရာကတော့ဒါသူများကြကြံခဲ့တဲ့အမွေတိုင်းရှင်ကျမကျမအမွေတိုင်းထင်တော့မဟုတ်ပါဘူးเนาะပထမဆုံးလုပ်မယ့်အရာကကျမတို့ဒီဆိုင်ရကလေးရပါတယ်ဆိုင်ကလေးမှာအမီနောက်ပြီးတော့မွေးတက်ကလေးမွေးတက်ကလေးပြီးတော့မိမိရောက်ရှိလာတဲ့အချိန်เนาะမိမိလာတဲ့အချိန်မိမိဖြစ်ချင်တဲ့ဆန္ဒအဲ့ဒါကိုရေးရပါတယ်ဒီဆိုင်ရလေးမှာเนาะမိမိအမီမိမိမိသားစုမိလည်းရတယ်မိမိမိလည်းရအဆင်ပြေတယ်လို့ပေါ့เนาะ အဲပြီးသွားတဲ့အခါမှာမှဒီမှာကျမကတော့ပထမအဦးဆုံးကတော့အမွှေးတိုင်ပေါ့ရှင်ဒီအမွှေးတိုင်ကိုတွားပြီးတော့မီးတွားပြီးတော့မြိုက်ပြီးတော့အမွှေးတိုင်နဲ့ချုပ်တောင်းအောင်မှာဖြစ်ပါတယ်ရှင်ဒါကတော့ကျောင်းမဲ့လက်စမီဖြစ်ပါတယ်အများစုကတော့ဒီမှာငွေနဲ့ပတ်သက်လို့ဆူတောင်းကြတယ်ဆိုရင်တော့ငွေပို့ပြီးတော့ဝင်းနေငွေများများရတယ်လို့ဆိုကြပါတယ်ရှင်။ ကျွန်မကဒီမှာ science ဆန်နေကျွန်တော်နှစ်ယောက်ရေးကြတာပေါ့ပြီးတော့ကျွန်မကဒီမှာအဝင်ဝတ်มาတယ်เนาะအပေါ်မရောက်ခင်ဒီအဝင်ဝတ်มาတယ်ကျွန်မတော့အမွှေးတိုင်းထွန်းပြီးတော့တိုင်တက်ရပါတယ်ကိုလိုချင်တာလေးတိုင်ပဲတိုင်တက်ပေါ့เนาะနံပါတ်လေးတက်ပြီးတော့ကျွန်မဘယ်သူပါဘယ်သူဘာလိုချင်มาတယ်ပေါ့เนาะပြီးတော့ကျောင်းမဲ့လက်စမိကိုကျွန်မလာပြီးတော့ကြော့ပါတယ်ဥတိုက်ပါတယ်ပေါ့เนาะအရာမျိုးလေးပြောပေါ့เนาะ လာတဲ့သူတော်တော်များများကတော့အဋိဋ္ဌံနဲ့လာကြတယ်လို့ဆိုပါတယ်နော်။ကျမကတော့ဒီနေ့အဋိဋ္ဌံလို့တော့မဟုတ်ပါဘူး။လာပြီးတော့ဥတိုက်လိုက်တယ်ပြီးတော့လာပြီးတော့ပန်ကတ်လိုက်တယ်ပြီးတော့ နွားနို့ပန်းရောင်လေးတွေပေါ့နော်ဒါလေးကတ်လိုက်တယ်ပြီးတော့ကျမရလာတဲ့ဒီအငွေးလိုက်လေးကလည်းပန်းရောင်လေးဖြစ်တယ်ပေါ့နော်ဒီပန်းရောင်လေးကိုကျမစူတောင်းပြီးတော့ဒီမှာထိုးလိုက်ပါတယ်ရှင်လုံရမယ့်အဆင့်လေးရေတဆင့်ချင်းပြောတာပါနော်ဘာလုံးဝမှမသိမှဆိုလို့ပါစာရွက်ကိုတော့တေချာဖြည့်ရပါတယ်ရှင်စာရွက်ထဲမှာကိုမဖြည့်တယ်ဆိုရင်သူများဖြည့်ထားတဲ့ဟာလေးအသားလေးအဲ့ကျောင်းမဲ့လက်စမီဘိန်းနာမှာဒီအလှူခံပုံးလို့ခါမျိုးရှိရအဲ့ထဲမှာသူများဖြည့်ထားတာလေးတွေတော့ကြည့်ပြီးတော့ဖြည့်နိုင်ပါတယ်ရှင် ဒါကတော့အပေါ်ရောက်သွားတဲ့အခါမှာကျမကနွားနို့နဲ့ပလဲကိုတော့သူတို့ပေးထားတဲ့ဒီ trade တွေကိုထည့်တယ်ပြီးတော့ပန်းကိုတော့ကုလိုမျှပြီးတော့ကုလိုဂျင်နာလေးတွေသူ့အဋ္ဌံလေးလောက်ပြီးတော့ဆူတောင်းနိုင်ပါတယ်ဒီမှာလာပြီးတော့ဆူတောင်းနေတဲ့ ND ကတော့မြန်မာပါသူသမီးတွေနဲ့လာတာသမီးရေသမီးရေလုတ်ပေးပါအောင်ဆိုပြီးတော့ဗီဒီယိုရိုက်ခိုင်းနေရ၄၅၆ခုတော့ကျမတွေ့ရတယ်ရှင့်ပြီးတော့ဒီလက်ဖွာကိုပို့ပြီးတော့သူ့ပစံရင်ထဲကိုထည့်တယ်ပေါ့နော် အာထည့်ပြီးတော့ဘာလဲတော့မသိဘူးဘာသာကနေဆူတောင်းနေရပေါ့ဒါတော့ကိုယုံကြည်ရပေါ့ကိုယုံကြည်ရကိုလိုချင်တာကိုတွားပြီးတော့ဆူတောင်းနိုင်အများစုကတော့လာကြတာကတော့ငွေကြောင်းလာကြတာများတယ်ပေါ့နော်ငွေလိုချင်နေဒါကြောင့်မလို့ပါဒါကြောင့်မို့လာပြီးတော့ဆူတောင်းကြရတဲ့ဒိတ်ထန်လောက်ကြရတဲ့ပေါ့ရှင်အများစုကတော့ကျမကလည်းဟိုအန်တီလောက်တလို့တွားလောက်တာပေါ့နော် ပတ်စံအိတ်ကလေးကိုစစ်ဖွင့်ရတယ်ပတ်စံအိတ်ကိုလက်အောက်မှာခံရတယ်ပြီးရင်လက်ပေါ်ကနေပြီးတော့တတ်ချရတယ်အော်တတ်ချတဲ့အခါမှာလည်းကိုကယုံကြည်တယ်ဆိုရင် တော့မိမိရဲ့အသက်အရွယ်လိုက်အခေါင်းရည်ကိုတတ်ချနိုင်ပါတယ်ကျမကတော့ကျမရဲ့အသက်အရွယ်လိုက်အခေါင်းရည်အတွက်ကိုကျမဒီပတ်စံအိတ်တွေကိုတတ်ချခဲ့တယ်ပြီးတော့ကျမကိုဘာပေးပါပေါ့နော်ဒါကတော့ဒီလာဆိုငွေအတွက်ကိုဆူတောင်းကြတယ်ဆိုတော့ကလေပြီးတော့ရင်ဒီစာရွက် အင်းဒီဆိုင်ရဲ့ခံကြရတော့ဒီဖယားရဲ့အရှိမကျွန်မတို့အလူကံပုံလေးရှိအိုက်ထဲကိုထည့်ရပါတယ်အိုက်ထဲကိုထည့်ရအိုက်ထဲမှာဟိုထရေထဲမှာမထားခင်ရအောင်နော်ဘန်ထဲမှာမထားခင်ရပါဘူးရှင်ဒါကတော့သူ့ပေါ်နေလှမ်းမြင်ရတဲ့ဇေဒန်လေးဖြစ်ပါတယ်သူများလုံနေတာကိုတန်းစီကြီးစောင်းရတယ်လူတွေကတက်လာလိုက်တော်တော်များကြီး၄၅၆အောင်တက်လာလိုက်ဆိုတော့ကိုရှိမှရှိတဲ့ဒူတွေကိုကယူပေးတာပေါ့ရှင်ပြီးတော့ရင်ကိုအလှအဲ့လိုမျိုးလေးတွေတော့နည်းနည်းတန်းစီရပါတယ် ကျွန်မလိမ့်စာလေးချပေးပြီးဖြစ်ပါတယ်เนาะမိမိကလိုချင်နေဆိုရင်ဒီလိမ့်စာလေးအတိုင်းသွားနိုင်ပါတယ်လမ်းကြောင်းလေးတွေရှိတာမို့လို့လမ်းလေးတွေကအရင်တော့မကျေဘူးနည်းနည်းတော့ကျင်းတယ်เนาะကျောင်းမက်လက်စမီမှာကျွန်မတို့ဝိုင်းပြီးွားပြီးဆူတောင်းပြီးသွားပြီးကိုလိုချင်တာပြောမီဆိုပြီးသွားတယ်ဆိုရင်เนาะကျွန်မတို့တစ်ဖက်ကိုသွားနိုင်ပါတယ်ပထမအဦးဆုံးတော့ဝင်ဝင်ချင်းခလေမှာဗုဒ္ဓမြတ်စွာဘုရားရှိတာမို့လို့ ဗုဒ္ဓမြတ်စွာဘုရားကိုဦးတိုက်ပါရှင်ပြီးတော့မှသာကြောင်းမဲ့လက်စမီရှိကိုတွားပါပြီးတော့ရင်တစ်ဖက်မှာရှိတဲ့ကြွက်ကလေးရှိကိုလည်းတွားဖို့မမေ့ပါနဲ့နော်မိမိတောင်းတဲ့စုကိုကြွက်ကလေးကို ပြောရပါတယ်ကြွက်ကလေးကမှကြောင်းမဲ့လက်စမီရှိကိုတည်ဆောင်ပေးတာဖြစ်ပါတယ်ရှင် ကျမလုပ်ခဲ့တဲ့အရာလေးတွေကိုကျမပြန်မျှတာပါနော်ပြီးတော့ရင်ကြွက်ကလေးနှစ်ရွက်ကနှစ်ဖက်စလုံးအကြီးဖြစ်တာမို့လို့ကြက်ရဲ့နှစ်ရွက်တစ်ဖက်ကိုနီးနီးနားနားကတ်သွားပြီးတော့လက်ကလေးနဲ့ကာပြီးတော့ကျမကိုပါပြီးပါကျမတောင်းတဲ့အရာလေးကိုပြောပြီးပါပြောပြပါပေါ့နော်ဟိုကြောင်းနွေရေပေါ့နော်အဲ့လိုပြောရတယ်ဒါဒါတော့ထိုင်းနိုင်ငံမှာတော့နုံလို့ခေါ်တာပေါ့နော်ကြောင်းနွေရေဒါလေးပြောပြပါပေါ့နော်အဲ့လိုမျိုးလေးပြောပြရတယ်ရှင်နေရတာအပူနေတာကြောင့်မလို့ကျမတို့လည်းဆူတောင်းပြီးရဲ့ ခါမှာကမန်ဂရန်ဆင်းလာပါတယ်။ဥစ္စာလူတွေကလည်းတအားများသူများအတွက်လည်းအချိန်ပေးရသေးတာကိုဒါကတော့အောက်ဘက်မှာ ရှိတဲ့အရာတွေဖြစ်ပါတယ်ရှင်။ဆွမ်းနာကကျမကဇေဒန်လေးကိုဖြစ်ပဲဖြန်လျှောက်ခဲ့တာလေအထင်မှာဗားရင်းရှိတယ်ဗားရင်းညာကျမမသိဘူးရှင်အဲ့တော့ကျွန်တော်နှစ်ယောက်ဒီဇေဒန်လေးကိုပြန်လျှောက်ဗားရင်းပေါ်လဲဆိုတော့အဓိကပေါ်တာတော့ကျမသွားတဲ့ချိန်တည်ရည်တောင်အပေါ်တာတည်ရည်ကိုတက်ကီလိုပဲ20ဆိုတော့မတရားပေါ်တဲ့အိုက်ဇေဒန်မှာလေ နောက်ပြီးတော့အသီးနှံလေးတွေလည်းတော်တော်ပေါ်ရရှင်အသီးရွက်ကလေးတွေကတော့ဈေးပေါ်မပေါ်တော့မသိဘူးမေးကြည့်မှပဲသိမှာပေါ့နော်ဒါပေမဲ့ခြာရောင်းနေတဲ့အရင်အတွက်ကတော့တော်တော်များတယ်ပေါ့နော်အဲ့လိုမျိုးလေးပြီးသွားတဲ့အခါမှာဒီကနေပြီးတော့ကျွန်မဒီဆာလာအတွင်းရနေပြီးတော့ကျွန်မဖြက်ချတာပေါ့ဘာလို့လဲဆိုတော့သူ့ရဲ့အနောက်မှာကမိသကြုံစင်ရှိတယ်နောက်ပြီးတော့ဒီအတူဝကမ္မထံစာလာတွေပါရှိရရှင်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီတည့်ကနေပြန်ဖြည့်ချပြီးတော့ပြန်လာတော့ပေါ့ရှင် ဒီအနေထားဆိုရင်တော့ what ဖိုင်ငွန်ကိုဘယ်လိုတွားရမလဲဆိုတော့အလုံးတိရှိမဲလို့ယူဆပါရရှင်။ဆုံးတိရှိမဲတဲ့အလုံးကိုတည်စုံညာရင်တင်ပါတယ်။လိမ့်စာရှိမှာပါနော်။ Thank you ပါ